ဒီလိုမျိုး remake တွေပြန်ဆိုမယ်ဆိုမျက်ကောင်းတွေမှာအမြဲထည့်ထားတယ်။ Okay ။နေဝင်ဖန်ခံထားရမယ်။သူများတွေကတော့ပြောလာလိမ့်မယ်၊ရှိလာလိမ့်မယ်။ဒါပေမဲ့လည်းအကောင်းဆုံးလုပ်ပါတော့။ကိုယ်တိုင်အပြန်ဆိုတဲ့အချိန်မှာဒီ အာတချင်းရဲ့မူလပုံစံလည်းမပြတ်အောင်မြဲရဲ့ influence လည်းပါအောင်လို့မြဲအမြဲတမ်းစူးစမ်းပြီးတော့ဆိုရဲပေါ့။မြဲတို့ဒီကပြန်တီးလိုက်တဲ့အချိန်မှာတချင်းလုံးဝကိုငြိမ်ကျသွားပြီးတော့လုံးဝတကယ်အေးအေးလေးနဲ့အဲ့လိုလွတ်လွတ်လည်ဖြစ်သွားပါပေါ့နော်။ page မှာသူဗီဒီယိုနဲ့တွဲပြီးတော့တင်လိုက်တဲ့အချိန်မှာကြည့်ပြီးတော့ကိုယ်တန်ကိုနားထောင်ပြီးငိုတော်ငိုချင်သွားပါပေါ့နော်။အရင်အရင်ခံစားရလို့ဒီတချင်းလေးနဲ့ရုပ်ရှင်လေးနဲ့တွဲပြီးတော့မြတ်လိုပဲပေါ့နော်။အော်လုံးဝကတိလေးဖြစ်နေပါလား။ ဆိုပြီးတော့အဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုမျိုးလေးဖြစ်ပြီးတော့သဘောကျပြီးကြမယ်လို့ပဲပြောလဲပါတယ်ဟုတ်အာဒီသင်းလေးရတော့ဒီလိုပဲမြက်ကိုအာဒီရုပ်ရှင်ဇာတ်ကားရဲ့တခုရှိရပါတော့ဒီဇာတ်ကားအတွက်ဒီယူသင်းလေးကိုသူတို့ဝတ်သုံးကျင်တယ်ဒီဟာမြက်စုပေးနိုင်မလားစုပေးလို့ရလားမလားဆိုတော့မြက်ကိုလာမေးတယ်လာမေးတော့လဲโอเคမြက်ကလည်းအာရုပ်ရှင်ဟိုဒီလိုဇက်ဝင်တေးတွေစုရတာအရန်ကိုဟိုကိုဆိုင်ရုပ်ရှင်တွေပါလဲစုနေရတာမြက်လည်းဒီဟာစုနေရအရန်ဘယ်လိုပြောရမလဲ စိတ်ပါနေတဲ့အချိန်ဖြစ်နေတော့ဟုတ်ဆိုမယ်ဆိုပြီးတော့အာဆိုအဲ့လိုမျိုးဖြစ်သွားရပေါ့နော်အာဆိုမယ်ဆိုအန်နဲ့ပြန်တခါတည်းတီးလက်တီးရမယ်ဆိုတော့ကိုပြေစုံကခေါ်ပြီးတော့ဒီသချင်းလေးပြန်ပြီးတော့တီးပြီးတော့မြတ်ပြတ်ဆိုဖြစ်သွားတော့ဟုတ်တာဝန်ကြီးရဲ့ဆိုတာထပ်ပေါ်တော့ဒီဒီသချင်းဆိုရမယ်ဆိုတဲ့အချိန်မှာဒီဒါရိုက်တာမပွင့်ပေါ့နော်မပွင့်ကသူလိုချင်တဲ့ပုံစံလေးမြတ်တို့ပြောပြရတယ်။သူသချင်းငင်းငင်းလေးပဲအေးအေးလေးပဲဟို ဘာလဲလုံးဝအဲ့လိုမျိုး romantic ဖြစ်မဲ့တီးလုံးမျိုးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးသူပြန်လို့ချင်တယ်ပေါ့နော်မပွင့်ပြောတဲ့ပုံမှာမကူပြေဆောင်ကလည်းပြန်တီးပေးတယ်ကိုပြေဆောင်တီးတဲ့ဥစ္စာကိုမြက်ကဟိုပြက်ဆိုတယ်ပေါ့နော်ဆိုတော့ဟိုမြက်မြက်တီးရဘယ်လို ဘယ်လိုပြောမလဲ remake ပေါ့နော်ပြန်ဒီလိုပြန်ဆိုတချင်းအရင်ပေါက်ပြီးသားတချင်းတစ်ပုဒ်ကိုပြန်ဆိုတာမြန်တွန်တာကဒုတိယအကြိမ်ပြောမှာပေါ့နော်ဆိုတော့ဒီတချင်းဆိုတိုင်းမှာမြန်အရင်တစ်ခါလည်းပြောခဲ့ပါတယ်ဒီ original အဆိုတော်ရဲ့ဆိုထားတဲ့တချင်းကိုမြန်သွားနားထောင်တယ်သွားနားထောင်ပြီးတော့မြန်ကိုယ်တိုင်ပြန်ဆိုတဲ့အချိန်မှာဒီအာတချင်းရဲ့မူလပုံစံလည်းမပြတ်အောင်မြက်ရဲ့ influence လည်းပါအောင်လို့မြက်အမြဲတမ်းစူးစမ်းပြီးတော့ဆိုရဲပေါ့နော်ဆိုတော့လည်းနည်းနည်းတော့ ဟိုဒီဒီဒီလိုမျိုး remake တွေပြန်ဆိုမယ်ဆိုမြက်ကောင်းတဲ့မှာအမြဲထည့်ထားတယ်။ Okay နေဝင်ဖန်ခံထားရမယ်။သူများတွေကတော့ပြောလာလိမ့်မယ်ရှိလာလိမ့်မယ်ဒါပေမဲ့လည်းအကောင်းဆုံးလုပ်ပါတော့။အကောင်းဆုံးဟိုကို တက်နိုင်သလားစွမ်းဆောင်နိုင်သလားကိုညာရှိသလားပေါ့လုပ်ပြီးတော့အာမြတ်ပြန်ဆိုပေးထားရပေါ့ဟုတ်အာမြတ်တို့ဒီတစ်ချက်လုံးမယ်ဆိုတော့မြတ်တို့ group chat လေးလုံးလိုက်တယ်ပေါ့နော်လုံးလိုက်ပြီးတော့အဲ့မှာမပွင့်ကအာမြတ်နဲ့ကိုပြည့်စုံပေါ့နော်သူဒါဒီဒီတစ်ချက်ကိုဘယ်ဇက်ဝင်ကမ်းမှာတုံးမယ်ဆိုတာသူပြောပြရပေါ့နော်ဆိုတော့မြတ်တို့ကဒီချိန်မှာရုပ်ရှင်စကားတစ်ခုလုံးစာလဲမြတ်တို့သိဇလတ်ဘယ်လိုမျိုးလဲမြတ်တို့သိနေရမှာမဟုတ်ဘူးအမပြောတယ်ဒီဇက်ဝင် အဇဝင်ကန်းလေးပေါ့နော်ဒီခန်းလေးမှာတုံးမယ်ဆိုတော့ဟိုဘယ်လိုမျိုးလေးလိုချင်လဲပြတ်တာ reference လေးလည်းပြရယ်ပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲမြက်တက်အမြက်အဆိုးပဲမဟုတ်ဘူးအတီးမှလည်းတခါတယ်အာ तू तू ဖြစ်ချင်တဲ့ပုံစံလေးကိုတခြားလေးပြောပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဩဒီဇဝင်အဒီဒီသချင်းလေးကိုဟိုထိုင်ရောင်ကအဲ့လိုမျိုးအတိတ်နေသွားတဲ့အချိန်မှာအပိုးကပြန်ပြီးတော့ပြုစုပေးတဲ့အခန်းလေးမှာတုံးမယ်ပေါ့နော်အဲ့လိုမျိုးအရန်ကို romantic ဆန်ပြီးတော့အရန်ဟို အရင်ဟိုအရင် romantic ဆန်အဲ့ဒီဘောအဲ့လိုမျိုးလေအဲ့လိုမျိုးလေဖြစ်မယ်လို့ပြောတော့အော် okay ပါအဲ့လို reference လေးတွေကြည့်အကိုပြဆုံးတီးတာလေးကိုပြန်နားထောင်ပြီးကိုကို influence လေးကိုရအောင်လို့လေးပြတ်ဆိုတယ် အော် original တချင်းကနည်းနည်းမြူးမြူးလေးရှိမှာပေါ့နော်မြတ်တို့တရားပြန်တီးလိုက်တဲ့အချိန်မှာတချင်ကလုံးဝကိုညင်ကျသွားပြီးလုံးဝတကယ်အေးအေးလေးနဲ့အဲ့လိုလွတ်လွတ်လေးဖြစ်သွားပါပေါ့နော်အာဒါရိုက်တာမပွင့်လိုချင်တဲ့ပုံစံအတိုင်းလေးမြတ်တို့အဲ့လိုမျိုးပြန်တီးတီးထားပြီးတော့ပြန် စိုးပေးလိုက်တာပေါ့เนาะအခက်ခဲကတော့အာမြက်ကဟိုမြက်တို့တချင်းတစ်ခုကိုတိရယ်ဆိုလို့ရှိရင် chorus ကိုမြက်တို့အမြဲအလွတ်ရရအမရဆိုတော့ဒီတချင်းကမြက်က verse တွေဟိုကတိတ်ပြီးရမနေဘူးဆိုတော့အာမြက်ဒီကစာသားကိုကိုစာသားနဲ့ကိုအရင် ဟိုနားရီဝါအောင်ပေါ့နော်နားရီဝါအောင်မြက်အရင်နားထောင်တယ်အဲအဲ့ဒီဥစ္စာလေးတစ်ခုပဲရှိပါတယ်ဒီဟာတရှင်အစဆုံးနားရီဝါသွားပြီးတဲ့အချိန်မှာโอเคငါဘယ်နားလေးမှာဘလို့ expression လေးနဲ့ပြန်ထည့်ပြီးတော့စုံမယ်ဆိုပြီးတော့ပြန်စဉ်းစားတယ်အာ recording လုပ်တဲ့အချိန်မှာလည်းကိုပြည့်စုံကမြက်ရီဒီနားမှာတော့ဒီလိုစုံလိုက်ပေါ့နော်မြက်ရီဒီနားလေးမှာတော့ဒီလို harmony လေးလိုက်လဲကိုပြည့်စုံလည်းအမြက်ကိုအမြင်နဲ့ guide လုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့အာဘာမှတိတ်ပြီးတော့အခက်ခဲတော့မရှိပဲနဲ့ချောချောချူချူနဲ့တော့ပြီးသွားပါတယ်ဟုတ်ဒီတရှင်ကိုပထမဆုံးအချိန်ပေါ့နော် page ကနေပြီးတော့1မိနစ်နဲ့ စက္ကန့်30စာသူတပွက်လေးဖြတ်ပြီးတော့အရင်တင်တယ်မာဆိုတော့အဲ့ဒီအချိန်မှာကိုတချင်းကိုဒီဟာဒီတချင်းလေးဆိုပြီးသွားတော့မြက်အရန်သဘောကျမြက်အဲ့တချင်းကိုနေ့တိုင်းနေပါကွက်ကိုနားထောင်တယ်ဖုန်းထဲမှာလည်းထည့်ထားတာဆိုမြက်အရန်သဘောကျပြီးတော့ဖြစ်နေတာဒီလိုအဖေ့မှာသူဗီဒီယိုနဲ့တွဲပြီးတော့တင်လိုက်တဲ့အချိန်မှာကြည့်ပြီးတော့ကိုယ်တန်ကိုနားထောင်ငိုတော်ငိုချင်သွားတော့เนาะအရန်အရန်ခံစားရလို့အော်လို့ဟို အမှန်တမ်းပြောရမယ်ဆိုခုနပြောခဲ့သလိုပဲအရင်တော့တချင်းတမို့ပြန်ပြီး remake လောက်ဖြစ်တဲ့အတွက်ကြောင့်လို့မြတ်တို့ခေါင်းထဲမှာအဲ့လိုမျိုးအရန်ဟိုဟိုဘာလို့ပြောရမလဲစိတ်ပူနေတာရှိတယ်အဆင်ပြေမှာရှိတယ်အမ character အမပြောသလိုမျိုးတေချာပုံဖော်ခင်နိုင်ပါမလားဆိုပြီးစိတ်ပူနေတာမျိုးတွေရှိတယ်ဒါပေမဲ့တကယ်တမ်း video နဲ့တွဲပြီးတော့အဲ့လိုတင်လိုက်တဲ့အချိန်မှာ အလုံးကအဲ့လိုကတိလေးဖြစ်နေတော့အရန်အရန်ပျော်သွားရပါတော့ဟိုတမေးကတော့မပိုးနဲ့တွေ့လို့ပြောနေသေးဘူးကလည်းပြောအမားလည်းလုံးဝကတိပဲတော့တချင်းတဲ့ဗီဒီယိုလေးကအရန်ခိုက်တော့ဟုတ်တယ်ပိုးရဲ့လို့ဆိုပြီးတော့အဲ့သူနဲ့တော့မပြောနေသေးဘူးဟုတ်ပြီ ဟုတ်တယ်ဝင်လားအာဟုတ်တယ်ဟိုပါဗါလဲကိုတို့တရုတ်ဆောင်တာကိုကြည့်ပြီးတော့ပေါ့နော် အော်ဒါတော့မှဟို10မိနစ်နဲ့စက္ကန့်30စာလေးပဲရှိသေးရပေါ့နော်တချင်းလေးနဲ့တွဲပြီးတော့တို့တရုတ်ဆောင်ဓာတ်လေးဓာတ်ဓာတ်လေးနဲ့အဲ့လိုမျိုးတွဲပြီးမြင်လိုက်တဲ့အချိန်မှာအဲ့လိုပဲနည်းနည်းကိုကိုတန်းကိုလည်းနားထောင်ပြအဲ့လို emotional နည်းနည်းဖြစ်သွားရပါဟုတ်ဒီတချင်းလေးနဲ့ရုပ်ရှင်လေးနဲ့တွဲပြီးတော့မျက်လိုပဲပေါ့နော်အော်လုံးဝကတိလေးဖြစ်နေပါလားဆိုပြီးတော့အဲ့လိုစိတ်ထဲမှာအဲ့လိုမျိုးလေးဖြစ်ပြီးတော့သဘောကျပြီးကြမယ်လို့ပဲမျှော်လင့်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအခုရုပ်ရှင်လေးဆိုနှစ်ပတ်တင်ခွင့်ရတာပြီပေါ့เนาะဆိုတော့ပြတဲ့ချင်းလေးကိုလည်းနားထောင်ရင်းနဲ့ဒီရုပ်ရှင်စကားလေးကိုလည်းတွားကြည့်ပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်